မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ကာမိုင်းမြို့ကြားမှာရှိတဲ့ရှစ်မိုင်ဂိတ်ကို SND နဲ့စစ်ကောင်စီတပ်များအင်အား300ခန့်နဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ12ရက်နေ့ညနေ6:55မိနစ်အချိန်ကစတင်ပြီးတော့ယခုအချိန်ထိမိုးကောင်းရှစ်မိုင်ဂိတ်မှာ SND နဲ့စစ်ကောင်စီတပ်များအင်အား300ခန့်နဲ့စစ်ကြောင်း3ကြောင်းကိုအုံပြုပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့် KIA ပူးပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြောင်းစစ်ရေးသတင်းရင်းမြစ်ကအတိအပြုပြော ကြားထားပါတယ် KIA ရဲ့တပ်မဟာ9ရင်း44ဒေသဖြစ်တဲ့မိုးကောင်းရှိမိုင်ဂိတ်ကို SNI အင်အား200နဲ့စစ်ကောင်စီအင်အား100လောက်ကစစ်ကြောင်း3ခုနဲ့ထိုးစစ်ဆင်လာလို့စနေရနေ့ညနေ6:00နာရီလောက်ကလေးကတိုက်ပွဲတွေပြင်းထန်နေပါတယ်စစ်ကောင်စီဘက်ကတော့မိုးကောင်းစကခ3စကခမှုကိုတိုင်းဦးစီးပြီးတော့ခမရ381 382စားမော်105နဲ့မိုးကောင်းတော်ဝိုက်မှာရှိတဲ့ SNL တွေပူးပေါင်းပြီးတော့ ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေပြင်းထန်နေတာပါအခုချိန်ထိကိုတိုက်ပွဲတွေပြင်းထန်နေတုံးပဲလို့ပြောဆိုထားပါတယ်မိုးကောင်းရှစ်မိုင်ဂိတ်မှာ KI တပ်မဟာကိုတိုင်ရင်44တပ်ဖွဲ့ဝင်များနဲ့ KPDF ပူးပေါင်းတပ်များတပ်ဆွဲနေရာယူထားကြပြီးတော့အဲ့ဒီနေရာကိုအမှတ်36စီရဲ့ကိုကဲမှုဌာနချုပ်စကခမှုဦးစီးပြီးတော့ခမရ381 382စားမော်ခလိုက်ရ105အပါဝင်မိုးကောင်းဒေသမှာရှိတဲ့စစ်ကောင်စီရဲ့လက်အောက်ခံ ် SNA တပ်ဖွဲ့ဝင်များကထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်ယခုအချိန်ထိကိုတိုက်ပွဲတွေပြင်းထန်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ပွဲအခြေအနေဟာပြင်းထန်နေစေဖြစ်ပြီးတော့နှစ်ဖက်ထိခိုက်ကြဆုံးမှုအခြေအနေများကိုသိရှိနိုင်ဖို့အတွက်ဆက်လက်စုံစမ်းနေစေဖြစ်တယ်လို့သိရပါဗျ။ဗမော်မျိုးသိန်းတိုက်ပွဲပြင်းထန်နေစေကာလအတွင်းမှာစစ်ကောင်စီဘက်ကဝိုင်းမော်မျိုးနယ်အတွင်းအင်အားတွေဖြည့်တင်းပြီးတော့စခန်းချတပ်ဆွဲမှုများပြုလုပ်လာခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာအကြမ်းဖက်စစ်သားအချင်းချင်းမှားယွင်းပစ်ခတ်မှုကြောင့်တအူးတေဆုံးပြီးစစ်တပ်ကခြေရွာများကိုဇက်တိုက်စစ်ကြောင်းထိုးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ12ရက်နေ့မှာဒဝေဘက်ကနေလောင်းလုံးမြို့နယ်အပေါ်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ မင်းရရွာကိုရောက်ရှိတဲ့အချိန်မှာစိုက်ကယ်စီးလာတဲ့လမ်းသွားလမ်းလာလူငယ်နှစ်ဦးကိုတားဆီးပြီးတော့စစ်ဆဲမှုများပြုတ်လုရန်လှုံ့ဆောင်တဲ့အချိန်မှာအဲ့ဒီလူငယ်နှစ်ဦးကထွက်ပြေးသွားတယ်လို့သိရပါဗါးအဲ့ဒီထွက်ပြေးသွားတဲ့လူငယ်နှစ်ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကလိုက်လံပစ်ခတ်နေတဲ့အချိန်မှာမင်းရရွာမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားများက40မမလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သားများရှိရာနေရာကိုကြောက်ရောက်ပောက်ကွဲပြီးတအူးသေးဆုံးကနှောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကရာဘာပြားတွေတင်းဆောင်လာတဲ့ကားတစ်စီးကိုချော်ဆွဲပြီးတော့ တိတ်ဆုံးသွားတဲ့စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိသူ၂ဦးကိုတင်ဆောင်ကဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။၁၂ရက်နေ့နေ့လယ်ကမင်းရရွာကိုရောက်ရှိနေတဲ့ခွေးစစ်ကြောင်းကလမ်းသွားလာလာလူငယ်၂ဦးကိုတားပြီးတော့ဆိုင်ကယ်ကိုစစ်ဆေးဖို့အလုံမှာရုတ်တရက်ထွက်ပြေးသွားတဲ့အတွက်ကြောင့်စစ်ခွေးတွေကနှစ်ဖွဲ့ခွဲပြီးတော့လိုက်လံပစ်ခတ်တာအဲ့လိုလိုက်ပစ်နေတဲ့အချိန်မှာနောက်မှကြံခဲ့တဲ့စစ်ခွေးအဖွဲ့က40မမ၄လုံးနဲ့လှမ်းပစ်လို့သူ့လူပေါ်ပဲသူပြန်ကြပြီးတော့စစ်ခွေးတစ်ကောင်သေးတယ်နှစ်ကောင်ကတော့ထိခိုက်ဒဏ်ရာရတယ် အဲ့ဒီကောင်ကလေးကိုတော့ပြည်သူပိုင်ကားတစည်းပေါ်ကိုချောဆွဲပြီးတော့တင်သွားတယ်လူငယ်နှစ်ဦးလည်းလွတ်မြောက်သွားတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်တပ်ဟာလောင်းလုံးမြို့နယ်အထက်ပိုင်းမှာရှိတဲ့ကြေးရွာများကို၁၂ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့အင်အား200ကျော်နဲ့ဆွေကြောင်းထိုးနေခြင်းဖြစ်ပြီးအရသာပြည်သူများဖမ်းဆီးခံရမှုရှိတော့လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်ဒါအပြင်လောင်းလုံးမြို့နယ်အောက်ပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းများတိုက်ခိုက်ခံရမှာကိုစိုးရိမ်တဲ့အတွက်ကြောင့် ရေလမ်းနဲ့အင်အား90ကျော်ဖြည့်တင်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတန်းနတ်တလင်းမြို့နယ်မှာကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်ဆေးကောင်းစီတပ်သားများလိုက်ပါလာတဲ့စိုင်းကဲခွနဆီးကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇမလာ၁၂ရက်နေ့ညနေ9:24မိနစ်ခန့်မှာနတ်တလင်းမြို့နယ်မှာစိုက်ကဲခွန်းနှစီးနဲ့ကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလေမအင်ချေးရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာစိုက်ကဲ၃စီးမိုင်းထိမှန်ပြီးတော့စစ်ကောင်စီတပ်သား၂ဦးသေဆုံးသွားတယ်လို့သိရပါတယ်။သေဆုံးသွားတဲ့စစ်သားအလောင်းများကိုဖော်ကားများနဲ့ ်နတ်တလင်းမျိုးပေါ်ကိုပြန်လဲတဲဆောင်သွားတယ်လို့သိရပါတယ်၁၂ရက်နေ့ညနေပိုင်းမှာလဲမာအင်းချေရွာအနီးမှာစိုက်ကဲခွန်းနှစ်စီးနဲ့ကင်းပတ်ဖို့ထွက်လာတဲ့စစ်ခွေးတွေကိုမိုင်းဆွဲတိုက်ခတ်ခဲ့တာမှာစိုက်ကဲ၃စီးထိမှန်သွားတယ်စစ်ခွေးနှစ်ကောင်ကတော့ပွဲချင်းပြီးတေးတယ်တေးသွားတဲ့စစ်ခွေးအလောင်းနဲ့စိုက်ကဲကို4ကားနဲ့နတ်တလင်းမျိုးကိုပြန်တဲသွားတယ်လို့တရင်၃၈၃ရက်တက်ခွဲ၃နတ်စစ်တီတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ရေလည်ကျွန်းဒေသအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်အထိုင်ချထားတဲ့မင်းရွာပြူစောတိရွာကိုတော်လိုင်းအဖွဲ့များကပူးပေါင်းပြီးတော့ တိုက်ပွဲဆင်နွှဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ9ရက်နေ့မနက်၄နာရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီတွေအထိုင်ချတပ်ဆွဲထားတဲ့မင်းပြူစောတိကျေးရွာကိုဒေသခံတော်လိုင်းတပ်ဖွဲ့များနဲ့ခရိုင်တပ်ရင်းများပူးပေါင်းပြီးတော့မြေပြင်စစ်ကြောင်း၃ကြောင်းခွဲပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်သားများနဲ့ပြူစောတိများရဲ့ထိခိုက်ဒေဆုံးမှုကိုတော့အတိအကျမသိရသေးဘူးလို့ပြောပါရယ်။တိုက်ပွဲဟာ၄နာရီကျော်ကြာမြင့်ခဲ့ပြီးတော့မြင်းကြံတဲ့ရေစကြိုမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီအထိုင်တပ်များကဟောဝေဇာအမြောက်များနဲ့အချိန်ပေါင်းများစွာပစ်ကူပေးခဲ့တယ်လို့သိရပါရယ်။တရတော်လေတက်ကနေတက် လာတဲ့တိုက်လေရင်ဒစည်းနဲ့လဲလေးချိန်တိတိဝေဟင်ကနေပြီးတော့ပြစ်ကူပေးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ပွဲချိန်ကြာမြင့်လာခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကဝေဟင်ပြစ်ကူမြေပြင်ကနေပြီးတော့ဟာဝေဇာအမြောက်များနဲ့ဒရဇက်ပြစ်ကူမှုတွေကြောင့်တော်လိုင်းရဲဘော်များဘက်ကအယံကြီးအင်အားတွေယောနေလာခြင်းတို့ကြောင့် ကာကွယ်ရေးအဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်ကရဲဘော်တအူးအကြမ်းဖက်စစ်သားများရွာရဲ့ခြံစည်းရိုးမှာထောင်ထားတဲ့နေမိုင်းကိုနှင်းမိပြီးခြေနှစ်ဖက်စလုံးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေကြိုးပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းကြံနဲ့မြင်းမှုမျိုးကမဟာမိတ်များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမတရားမြို့နယ်မှာရှိတဲ့စကြင်ရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးသေဆုံးပြီးမြေပြင်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကကြီးရွာများကိုဇက်တိုက်မိရှို့ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၁၇ရက်နေ့ညနေ9:43မိနစ်ခန့်မှာမတရားမြို့နယ်အနောက်ချမ်း တုံကုန်းရွာအနောက်ဘက်မှာရှိတဲ့ရန်ကုန်အုပ်ဆက်ကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများက87မမလက်နက်များနဲ့မြောက်ဘက်ကိုရန်တမ်းပြီးတော့ပြစ်ခတ်ခဲ့ရာစစ်ချင်းရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ကျေးရွာအတွင်းမှာနေထိုင်တဲ့ကလင်းငယ်တအူးအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့တိတ်ဆုံသွားတယ်လို့သိရပါတယ်။ဒါ့အပြင်မရိယာမြို့နယ်အတွင်းမြေပြင်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကလည်းဒီဇင်ဘာလ10ရက်နေ့မှာမရိယာမြို့နယ်အနောက်ဘက်ချမ်းမှာရှိတဲ့စင်ကုန်းရွာနဲ့ပိုဝမြောက်ရွာတို့ကိုဇက်တိုက်မိရှို့ဖျက်ဆီးခဲ့တယ် ယ်လို့သိရပါတယ်။ဒါအပြင်ဒီဇမာလ10ရက်နေ့မှာမွေတစ်တော်ယုံရွာကိုထပ်မံပြီးတော့မိရှုပ်ဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။ဒီဇမာလ12ရက်နေ့မနက်ပိုင်းကလည်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကမရီယာမြို့နယ်အနောက်ချမ်းမှာရှိတဲ့ဥဒိန်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်ပြီးတော့စီးနှင်းမိရှုပ်ဖြတ်စည်းခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်က၃ရက်ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်အယောက်20ထက်မနည်းဖမ်းဆီးခံရပြီးစစ်တပ်တပ်ဆွဲထားတဲ့နေရာများမှာဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ10ရက်နေ့ကစတင်ပြီးတော့ရေဦးမြို့ပေါ်မှာရှိတဲ့ရွှေပြည်သားရက်ကွာအောင်မင်္ဂလာရက်ကွာနဲ့ဘိုးအောင်စေရရက်ကွာမှာရှိတဲ့လူငယ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲပြီးတော့လိုက်လံဖမ်းဆီးနေတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ပေါ်တာဆွဲဖမ်းဆီးမှုအတွင်းမှာလူငယ်အယောက်20ထက်မနည်းဖမ်းဆီးခံလိုက်ရပြီးတော့ အဲ့ဒီလူငယ်များအားလုံးကိုစစ်ကောင်စီတပ်သားတွေတပ်ဆွဲထားတဲ့ရေဦးတိုင်းရင်ဆေးရုံနဲ့အထကတဲ့ကျောင်းထဲမှာဖမ်းဆီးထားတယ်လို့သိရပါတယ် ဲ့ဒီဖမ်းဆီးထားတဲ့လူငယ်များကိုအကြမ်းမဆက်တက်ကလက်ရှိအချိန်မှာစစ်တင်နှံပေးရန်ပြင်ဆင်နေပြီးတော့၎င်းတို့တင်နှံပေးထားတဲ့ကြံရှိနေတဲ့လူငယ်များကိုလည်းမြို့ပြင်ကိုလုံးဝထွက်ခွဲမပေးတော့ဘူးလို့သိရပါတယ်။ဆယ်ရက်နေကတည်းကရေဦးမြို့ပေါ်ကရွှေပြည်သားအောင်မင်္ဂလာနဲ့ဘိုးအောင်စီရရက်ွက်တွေကိုအဓိကထားပြီးတော့လူငယ်တွေကိုလိုက်ဆွဲနေတာအောင်စီရရက်ွက်ထဲကလူငယ်၁၀ဦးထက်မနည်းဆယ်ရက်နေကဖမ်းဆီးခေါ်ဆောင်သွားတယ်။လက်ရှိအချိန်ထိတော့လူငယ်အယောက်၂၀ထက်မနည်းဖမ်းဆီးခံထားရပြီးတော့လက်ရှိတင်နှံဆင်းထားတဲ့ တပ်သားအစ်စ်တွေကိုလည်းပွင်လင်းရာသီမှာစစ်ကြောင်းထိုးပြီးကျေးပါတွေကိုမိရှုရှင်းလင်းခိုင်းဖို့အထီးပါဝါတဝကစေခိုင်းလှုပ်ဆော်တာတွေရှိနေတယ်စနေရနေ့ကလည်းမြို့ပေါ်ရက်ကွက်ကလူငယ်တွေရဲ့နေအိမ်နေတဲ့အထိကိုဝင်ရောက်ပြီးတော့အတင်းအဓမ္မပေါ်တာဆွဲတာတွေထပ်မံပြုတ်လုံနေတယ်လို့ရေဦးအခြေပြု People's Defense Commerate ပြန်ကြားရေးတာဝန်ခံထူးခန့်စော်အမေသားကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ